ပြည်ထိုင်နိုင်ငံဟာရွှေပြောင်းအခြေချနေထိုင်သူတွေရဲ့ပြဿနာနဲ့ဆက်ပြီးရင်ဆိုင်နေရချိန်မှာပဲထောင်ကနေမှားယွင်းပြီးပြန်လွတ်ပေးလိုက်မိတဲ့အီသီယိုးပီးယားရွှေပြောင်းအခြေချနေထိုင်သူတို့ကိုပြန်ဖမ်းမိဖို့ရဲတွေကလိုက်လံရှာဖွေနေပါတယ်။ဒီရွှေပြောင်းအခြေချနေထိုင်သူဟာကိုလွန်ကွင်းတောင်းသူတွေနေတဲ့ဟိုတယ်မှာနေတော့ကအမျိုးသမီးတစ်ယောက်နဲ့ဆယ်ကျော်သက်တစ်ယောက်ကိုလိမ်မိုင်းဆိုင်ရာစော်ကားခဲ့တယ်ဆိုပြီးဆွတ်ဆွဲခံထားရတာဖြစ်ပါတယ်။အီသီယိုးပီးယားနိုင်ငံသားဟာတက်ရှ်ကီဘာတူကိုသူ့နိုင်ငံကိုပြန်မပို့ခင်မှာ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတစ်ခုစီပြောင်းရွှေ့ဖို့မူလကစီစဉ်ထားတာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအစားအသက်38နှစ်အရွယ်ကီဘာတူကိုသူထိန်းသိမ်းခံထားရတဲ့ကမ်စပို့ထောင်ကနေမှာယွင်းပြီးလွှတ်ပေးလိုက်မိတာဖြစ်ပါတယ်။ထောင်အာနာပိုင်တွင်ရဲ့အဆိုအရအရာရှိတွေကကီဘာတူကိုမှာယွင်းပြီးလွှတ်ပေးခဲ့မိတာဖြစ်ပါတယ်။အဲ့ဒီအမအတွက်တာဝန်ရှိတဲ့အရာရှိကိုတာဝန်ကနေဖယ်ရှားလိုက်ပြီးဖြစ်တယ်လို့ ဒီကိစ္စနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုတွေလည်းဆက်လုပ်နေတယ်လို့ပြောပါတယ်။ဗီဒိန်ဒုတိယဝန်ကြီးချုပ်နဲ့တရားရေးဝန်ကြီးချုပ်ဖြစ်တဲ့ဒေးဗစ်လမ်နီကဒီဖြစ်ရပ်ကို ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပြီးအီသီယိုးပီးယားရွှေပြောင်းခြေချနေထိုင်သူလွတ်သွားတဲ့အပေါ်အကြီးအကျယ်တုံ့လုံမိတယ်လို့ပြောခဲ့ပါတယ်။လမ်မီကဒီတရားမဝင်ရွှေပြောင်းခြေချနေထိုင်သူကိုအ мян ဆုံးခြေရခံလိုက်လံရှာဖွေဖို့ရဲတပ်ဖွဲ့ကို တိုက်တွန်းခဲ့ပါတယ်။အီသီယိုးပီးယားနိုင်ငံသားကီဘာတူဟာ ီတိုင်နိုင်ငံတဲကိုလှေနဲ့ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။သူခိုလုံခွေတောင်းခံခဲ့တဲ့ Bell Hotel မှာအမျိုးသမီးတဦးနဲ့အသက်16နှစ်အရွယ်မိန်းကလေးငယ်တဦးကိုလိမ်မိုင်းဆိုင်ရာစော်ကားခဲ့တယ်လို့ဆွဆွဲခံခဲ့ရပြီးအဲ့ဒီအချိန်ကဟိုတယ်အပြင်ဘက်မှာဆန္ဒပြမှုတွေအကြီးအကျယ်ဖြစ်ပွားခဲ့ပါတယ်။သူကျူးလွန်ခဲ့တဲ့ပြစ်မှုအတွက်အသက်38နှစ်အရွယ်ကီပါတူကိုထောင်ဒဏ်12နှစ်ချမှတ်ထားတာဖြစ်ပါတယ်ခင်ဗျာ။